ရမယ်အကျိုးခန္ဓာတို့သည်လည်းပဲတန်သောတန်ဝိဇ္ဇမနောကာယောတက်ကယောခန္ဓာတဲ့တန်တော်ပေါင်းစုဖွဲ့စည်းကုန်သောပရမတ္ထသဘောတရားတို့ဤအပေါင်းအစုကိုတက်ကယောခန္ဓာဒီလိုသိရမယ်တဲ့တက်ကယာအကြောင်းဓမ္မကြောင့်ဖြစ်တဲ့အပေါင်းအစုဒီခန္ဓာတရားတွေကိုသူမှပုဂ္ဂိုလ်တ attva ဤအဖြစ်ယူခြင်းသည်ဒီတမ္မမနေသောဟမနမေသောအာတ္တဒိဋ္ဌ အဲ့လိုယူရမဲ့တရားကိုနော်ဣတမမဣသောဟမသမေဣသောမေအတ္တတိလို့ယူခဲ့သည်ရှိတော်တဲ့အဲ့ဒီအယူဟာငါငါဥစ္စာငါအတ္တလို့ယူလိုက်သည်ရှိတော်ဒိဋ္ဌိလို့ပြောအပေါင်းစခန္ဓာပေါ်မှာငါငါအတ္တငါဥစ္စာလို့ယူလိုက်တဲ့အတွက်ကြောင့်ဒိဋ္ဌိတက္ကနဲ့ဒိဋ္ဌိနဲ့တွဲတော်တက္ကရဒိဋ္ဌိမ နေတမမနေသောဟမသမိနမေသောအတ္တတိတဲ့ငါမဟုတ်ဘူးတဲ့ငါဥစ္စာမဟုတ်ဘူးတဲ့ငါအတ္တမရှိပါလားအကြောင်းတမကြောင့်ကျွတ်မဖြစ်တဲ့ခန္ဓာပဲဒီလိုသိသွားတာအဲ့ဒီခန္ဓာတွေရဲ့အပေါ်မှာလည်းပဲဘယ်အပေါင်းအစုတွေရှိတာလဲဒီလိုမေးယုတ်တရားအပေါင်းအစုကိုဘုဒ္ဓယုံလို့ဒီလိုနားလည်ရပထဝီမြေဓာတ်မာရသဘောပြောတဲ့သဘော နုတဲ့သဘောကျန်းတဲ့သဘောအဲ့ဒါပထဝီဘောရှင်းနာကဆိုခဲ့ကြပြီးပြီပထဝီဓာတ်က20ရှိတယ်တဲ့ဣမတမေကာယေကေတလောမနခန္တန္တသောမန္တနာရုအတ္တိအတ္တိမေဇဝကဟာရယံယေကတံကီလောမကံပိယကံဖပတံအန္တအန္တကုဏဥဒရိယကရိတမထလောကံပိဋ္ဌံသေးမမထလောကံနေ့ အဲ့ဒီဥစ္စာကပထဝီဓာတ်20ဘယ်နေရာရှိတာလို့ဘယ်နေရာညာနဲ့မြင်အောင်သိပေးရမလဲတဲ့ခန္ဓာမှာရှိတာခန္ဓာမှာညာနဲ့မြင်အောင်ကြည့်လိုက်ပါတဲ့စံမင်းရဲ့ဘွေးကြီးရဲ့ခြေသေးရဲ့လက်သေးရဲ့သွားရဲ့အသားရဲ့အကြောရဲ့အယိုးရဲ့ရိုးရင်းကျင်စီရဲ့အညို့ရဲ့နှလုံးရဲ့အသေးရဲ့အမြည်ရဲ့အဖြစ်ရဲ့အဆုပ်ရဲ့ဘူသိမ့်ဥမရဲ့အစာသေးရဲ့အစာဟောင်းရဲ့အုံနောက်ရဲ့ဆိုပြီးမှလို့ ဥနဥနဆိုပြီးမှလို့ပထဝီဓာတ်20အဲ့ဒါကပြညာပေါ်တင်ပြီးမှလို့လို့ဆိုလိုက်တာပထဝီဓာတ်20မှာသူမပါဘူးငါမပါဘူးပုဂ္ဂိုလ်တ attva မရှိဘူးတဲ့အဲ့ဒါကပဲနေတ္တမမနေနမိတော်အတ္တတိတဲ့ငါဥစ္စာမရှိဘူးတဲ့ငါသုတ္တရရှိတဲ့ဟာမဟုတ်ဘူးလို့ဒီလိုသိရမယ်တဲ့ အာဘောဓဆနပါရှိတဲ့တဲ့ဗိဒံသေမပုဗ္ဗောလောဤတံသေတော်မေတော်အတုဝတ္တကေလိုသင်္ကနိကလတိကမုတ်တံဒီခန္ဓာမညာနဲ့ကြည်တိကျေတလိပ်ပြီးသွေချွေးတဲ့စီကြီးမြက်ကြီးစီကဲတွေနတ်အစေခြင်းငယ်ဆိုပြီးတော့ဆနပန်းသောအာဘောဓယူစည်းတတ်တဲ့သဘောဖွဲ့စည်းတတ်တဲ့သဘောတရားဒီမိမိခန္ဓာမညာနဲ့ကြည်လို့ရှိရင်ကောင်းစွာမြင်လိမ့်မယ်တိကျေတလိပ် ပြည်သွေးချွေးစီကြီးမျက်ရည်စီခဲတရွေနတ်အစစ်ကျင်နေဆိုတာဘယ်မှာလဲပုဂ္ဂိုလ်တရွာသူငါယူစရာရှိသလားဘယ်အရာကမြဲတယ်လဲဘယ်အရာကတင့်တယ်လဲဘယ်အရာကငါဥစ္စာဟုတ်တယ်လဲလို့ဉာဏ်နဲ့အသေးချာကြည့်ဘာထွေတတ်20နဲ့အာဘောဓဆာပေါင်းတော့ဆိုလို့ရှိရင်30ဘတ်တော့ကွတ်ထက်တာဓာတ်တဘာဝနဲ့ပြောလို့ရှိရင်ဘူရတဘောကဥဏ္ဏဒေဇောအေတဘောတရားကြီးကဒေတတေဇော ုံနာတိဇောတဲ့ဘူးရဲဆိုတဲ့သဘောတရားတိတတိဇောအေးရဲဆိုတဲ့သဘောတရားခန္ဓာမဉာဏ်နဲ့သိကြကြည့်ဘူးရဲသဘောလည်းရှိတယ်အေးရဲသဘောလည်းရှိတယ်အဲ့ဒါကတိဇောတလို့ဒီလိုပြောပြီးတန်တပ္ပဏတိဇောတဲ့ရဲဆက်ရဲချံအဖျားကြီးဖြတ်တတ်တဲ့ဒီဂရီတရားနဲ့နှစ်တရားသုံးတရားလေးတန်တပ္ပဏတိဇောတဲ့ဇေရဏတိဇောနော် ရင်းစေတတ်တယ်ကျက်စေတတ်တယ်ဆိုတာကဇိရဏတေဇောအပုဒ္ဒတ်တယ်တဟတေဇောတဲ့ကြောက်နာပေါက်နာတွေကိုအနာတွေကိုပေါက်ပေါက်ပေါက်စေတတ်တဲ့သဘောတရားကိုအဲ့ဒါတဟတေဇောဝါမိအစာဘဝါမတ်တွေကိုဖြစ်ခြင်းအောင်ချက်ပေးတတ်တဲ့ဘာစကတေဇောတဲ့ဒါကြောင့်တေဇောတတ်၄ခုရှိတယ်တန္တပ္ပနတေဇောဇေရဏတေဇောတဟတေဇော ဝမ်ဘီပတ်စကတေဇောဆိုတဲ့ဒီ၄ချက်ခန္ဓာကိုယ်မှာအဲ့ဒီတေဇော၄ချက်မှမညီမြဘူးဆိုရင်တတဝရအသက်ရှင်ခွင့်မရဘူးဆိုတော့ဒီလိုနားလည်ရအဲ့ဒီတေဇောဓာတ်၄ပါးကလည်းမြတ်တဲ့အပူလွန်ကင်းတော်လည်းလောင်ကျွမ်းပြီးတော့တည်တတ်တယ်ခန္ဓာကိုယ်ကိုအသက်ကိုတတ်တတ်တယ်ဤလုံးတော်လည်းပဲသွေးခဲပြီးတဲ့အခါကျတော့ခန္ဓာကိုယ်ကိုတတ်တတ်တယ်ဒါကြောင့်မြတ်တတ်ရှိရမယ်ဒီလိုပြော ဝါယောဓာ6ပါးရှိတယ်တဲ့တွန်းကန်တဲ့သဘောလှုပ်ရှားတဲ့သဘော ထောက်ကူတတ်တဲ့သဘောတရားရှိတဲ့ဝါယောဓာခန္ဓာကိုယ်မှာဉာဏ်နဲ့မြင်အောင်ကြည့်အရှိတရားကိုသိထားပြီးတော့ကောင်းစွာသိမှဒိဋ္ဌိကလည်း ग्वान နေတာဖြစ်တယ်ဥဒ္ဒင်ကမဝါတတ်တဲ့အထက်ကိုစံတက်နေတဲ့လေနော်ထက်တက်လေဆိုတာထက်ကိုဆံတက်တက်လေပဲလေကျင်တက်လိုက်လေဆိုတာထက်ကိုဆံတက်တက်လေပဲ

ုစီတယဝါဒဝါကောင်တမဂိမ်းအောင်ပြီးတော့မှတကြွတကြွတကြွကြီးနဲ့တို့ခွေမြည်နေတဲ့သဘောတရားရှိတဲ့ကုစီတယဝါဒတဲ့ဝါကောင်အတွင်းမှာဂိမ်းအောင်ခုအောင်နေတဲ့လေးကုစီတဝါဒလို့ဒီလိုပြောကုသတဲ့ကုဋ္ဌတယဝါဒတဲ့32ပါသောကုဋ္ဌတ္တဒီမှာ ပြန့်နှံ့ပြီးတော့ရောက်ရှိပြီးမှလှုပ်ရှားသွားလာပြောဆိုလုတ်ကန်နေတယ်ဆိုတာဟာကိုယ်စီတရားဝါဒဆိုတယ်သုံးစားပါတော့ကွဋ္ဌာတ္တမှာတည်တော်လေလို့လူပြောအင်္ဂမင်္ဂနုတာတိဝါဒအင်္ဂကြီးငယ်အသွေသွေတို့မှာပြန့်နှံ့ပြီးမှလို့ရောက်ရှိတတ်တဲ့လေကိုကြတော့အဲ့ဒါအင်္ဂမင်္ဂနုတာတိဝါဒတည်းလို့ပြောနံပါတ်6အတ္တတဝါဒပတ္တတဝါဒ ဖတ်သက်လေဝင်သက်လေဝါယောတ6ပန်းအနေအဖြင့်ခန္ဓာကိုယ်ကြီးမှရှိတယ်ဘယ်မလဲပုဂ္ဂိုလ်တ attva ပြုငါပါလားဆိုမပါဘူးနော်အဲ့ဒါကိုပဲပထဝီဒီအာဘောတေဇောဝါယောပထဝီတက္က20အာဘောတ17ပန်းဝါယောတက္ကတေဇောတက္က4ပန်းဝါယောတက္က6ပန်း42ပန်းသောဓာတ်အပေါင်းအစုတဘာဝအကြောင်းတမကြောင့်ကျိုးရမဖြစ်တယ် နော်ဓာတ်နေအပြောလို့ရှိလို့ရှိအကျဲ့ချဲ့ပြောလို့ဆို42ပါအကျဲ့ပြောတော့ဓာတ်၄ပါဒီလိုပြောဟာအပေါင်းအစုပါလို့ဘုဒ္ဓယုတ်တဲ့ယုတ်အပေါင်းအစုဒီအဖြစ်ခန္ဓာကိုသဘောပေါက်နားလည်သွားတယ်အဲ့ဒါဘယ်မလဲယောက်ျားမိမပုဂ္ဂိုလ်တရပါရလားဆိုလို့ပါဘူးနော်မည်သည့်ယုတ်ဓမ္မနဲ့နန္ဓမ္မခန္ဓာမှာပဲဖြစ်ဖြစ်ဒီဓာတ်လေးပါအပေါင်းစုပဲဆိုရနားလည်ရမယ်လူခန္ဓာဓာတ်လေးပါအပေါင်းအစုယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝ ဆိုတာအပြောပညာအမှန်ရှိနေတာကတော့ဓာလေးပါ အပေါင်းအစုပဲဒုလက်ဓာလေးပါနတ်လက်ဓာလေးပါဒိဋ္ဌံဗိဒ္ဓာတွေလည်းဓာလေးပါပဲရှိတယ်လို့လူမြင်သွားတော့ဘယ်မလဲပုဂ္ဂိုလ်တတ္တဝါသူမှမရှိတော့ဘူးအမှန်ကိုသိသွားတယ်နာမခန္ဓာနံသဘောတရားကိုဉာဏ်နဲ့ပြန်ကြည့်တဲ့အခါကျတော့နံဆိုတာဟာ နာမနန္တခဏနာမတိတတ်တဲ့သဘောတရားကိုသိမယ်ဆိုတဲ့သဘောတရားလေးကိုနမ်းဒီလိုပြောတဏိအဖေဝิญญဏတ္တဒီလိုပြောဝิญญဏတ္တကဘယ်နာမှာရှိတာပါလိမ့်မလို့တို့မေးလို့ရှိရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤဒီနာတော်အရာသဗ္ဗေကျွတ်တဲ့ဉာဏ်တော်အနေအချင်းဟောတော်မူကြတဲ့ဒီနာမှာဟာရယဝတ္ထုနှလုံးအိမ်အတွင်းမှာရှိတဲ့ပုံညက်ခံပြီးပုံညက်စိတ်ခံရရှိကုန်သောဟာရယ မနောဘဝင်အကြည်ဓာတ်ကလေးဟာအဲ့ဒါမနောဝิญဉ္ဇဓာတ်ဂိတ်တဲ့နေရာပဲတဲ့လို့ပြောတယ်ဝิญဉ္ဇဓာတ်ကိုပြောတာနော်ဝิญဉ္ဇဓာတ်ဆိုတဲ့သဘောတရားကြီးကနော်တိမယ်ဆိုတဲ့သဘောလက္ခဏာရှိတဲ့အကြည်ဓာတ်ကလေးကိုဆိုလို့တယ်အဲ့ဒါကိုဟာရဝိတ္ထုယောဟာရတစ်တယ်လို့ပြောတယ်ဘယ်နာမှာရှိတာပါလိမ့်မလို့တော့ဒီလိုမေးလို့ရှိလို့ရှိရင်လေဟာရဝိတ္ထုနှလုံးသားအိမ်အတွင်းကနေပြီးမှလို့ ဘုံညင်ဆက်ဘုံညက်စိတ်ခန့်ခန့်မြန်ရှိကုန်သောအဖက်တွင်ကလေးတည်းမှာအကြည်အလီအဖြစ်မနောဘဝင်အကြည်ဆိုရဟရကလပအကြည်တက်ကလေး